ခါတော့ခန်ချိုကသတိပေးစရာသတင်းလေးကိုပြောပြအောင်မယ်အသားဖြူဒီ whitening cream နဲ့ဆိုလို့ရှိရင်လူတိုင်းကလေအသားဖြူကျင်ကြတော့လိမ့်ကြတယ်အဲ့တော့အခုတော့သတိထားသင့်ပြီဆိုတဲ့အကြောင်းလေးပေါ့နော်ဇေယျကထမ်းမှာရှိခဲ့တဲ့အသားဖြူ whitening cream နေမှာဆိုရင်ねလူကိုကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်ပစ္စည်းတွေတွေ့ရတယ်အဲ့တော့ကြောက်စရာကြီးနော်အရင်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူပြောထားတာကအဲဇူလိုင်လ12ရက်နေ့ဆိုတော့ကြာတော့ကြာခဲ့ပြီနော်ပြီးခဲ့တဲ့ရက်ကမြန်မာနိုင်ငံဆေးပညာရှင်တွေအသင်းကကျင်းပတဲ့ပထမအကြိမ်မြောက်သုတေသနစာရန်ဖတ်ပွဲမှာစာရန်ရှင်တွေကနေပြောပြောတာပါတဲ့အဲ့တော့လူကိုအနေနဲ့ ြုစေတဲ့အဲ့ဒီဓာတ်ပစ္စည်းတွေပါဝင်မှုရှိမရှိကိုအသားဖြူ whitening cream 15မျိုးကိုတို့ဟိုစမ်းသပ်ပြီးတော့ရွေးချယ်ရဲပေါ့နော်ရွေးချယ်ပြီးတော့စမ်းတဲ့အခါမှာဆိုအဲ့ဒီ15မျိုးအနက်၄မျိုးပါတဲ့တုံးဆွဲဖို့မတဲ့နဲ့ဓာတ်ပစ္စည်းတွေတွေ့ခဲ့တာပါတဲ့အဲ့တော့ဒီဓာတ်ရုပ်ပေလာတွေအရဆိုလို့ရှိရင်တဲ့ဟိုအသားဖြူစေးတွေမှာပါတဲ့အတွက်ကြောင့်အဲ့ဒီဟာတွေနဲ့တင်ဒီခရီးလုံရောင်ကြီးနဲ့တွေ့မယ်ဆိုလို့ရှိရင်ကင်ဆာဖြစ်တာကိုတွေ့ရပါတဲ့တချို့တွေကအဲ့ဒီပေါ့နော်တချို့ဖြစ်စီဟိုတချို့ အလားကုန်ပစ္စည်းတွေမှာဆိုရှင်ဒါတွေကိုထည့်ပြီးတော့တုံးထားတယ်အာဆီယံနိုင်ငံတွေမှာဆိုလို့ရှိရင်ဒါကိုတုံးဆွဲခွင့်လည်းပြုမထားပါဘူးတဲ့ဒါကြောင့်မလို့ပေါ့နော်ဒီလိုမျိုးတုံးဆွဲခွင့်ပြုမထားတဲ့ပစ္စည်းတွေကိုရှာဖွေရလို့ပြောတယ်နောက်ဒီစစ်ဆေးမှုတွေကို2014ခုနှစ် February လကနေပြီးတော့2015ခုနှစ်မေလအတွင်းမှာစူပါမားကတ်ကြီးတွေမှာပေါ့နော်ကြီးရင်နောက်ပြီးတော့ဈေးကွက်တွေမှာရောင်းချနေတဲ့ဒီအစားအသောက်နဲ့ဆေးဝါးကုတ်ကဲရဲ့ဦးစီးဌာနအတိမတ်ပြုထားတဲ့လက်မှတ်ရတဲ့ဒီအလားပြင်ပစ္စည်းတွေရောနောက်ပြီးတော့ခွင့်ပြုချက်မရှိဘဲနဲ့ရောင်းချနေတဲ့ပေါ့နော် စ္စည်းတွေရောအဲ့ပစ္စည်းတွေကိုရယူပြီးတော့စစ်ဆေးရခါမှာတွေ့တာတဲ့အဲ့တော့အဲ့ဒီမှာဆိုတချို့တွေဆိုလို့ရှိရင်ဟို expire date တွေတောင်မပါဘူးလို့ပြောတယ်။နောက်နာမည်ကြီးအမှတ်တံဆိုင်တွေတဲရလဲဒီလိုမျိုးပေါ့နော်ဟိုအလားကုန်နဲ့မှာမကောင်းတာတွေလည်းပါတယ်။နောက်ပြီးတော့အတုံးများတဲ့အထက်ကလည်းပါတယ်လို့ပြောတယ်။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့တို့တို့တတိပေးတာတွေလိုက်ပြီးတော့စစ်ဆေးတာတွေတော့လုပ်နေတယ်။နောက်ဖန်ဆီးတာတွေလည်းရှိရပေါ့နော်။အဲ့တော့ဈေးကွက်ထဲမှာရှိတဲ့အသားဖြူတဲ့ဒီ criminal ဆိုလို့ရှိရင်လည်းတတိထားရမယ်နော်။ဟုတ်တယ်။ အသားဖြုတ်ခရင်ဆိုမြောက်သားဖြစ်လေကိုရီးယားမင်းသမီးလေးတွေကိုလေသဘောကျကြတာဆိုတော့ဒီမြန်မာနိုင်ငံမင်းကလေးအကုန်လုံးကအဖြုတ်ဖွဲ့ဖွဲ့လေးဖြစ်ချင်ကြတာသူကအသားဖြုတ်တဲ့အခါမှာဆိုရင်ဟိုရက်ရှည်ထက်ကိုရက်တော်အတွင်းမှာအသားဖြုတ်မဲ့ဖြစ်နေလို့ပေါ့နော်အဲ့ဒါလိုချင်ကြတာဒါရအနေအများရယ်နော်ဟုတ်တယ်အချိန်တော့ယူရမှာပေါ့ပြီးတော့အနေနဲ့အစားတော့အဲ့လိုမျိုးစင်ကြင်ပြီးတော့နေမှာပဲအဆင်ပြေပါနော်ဟုတ်တယ် ကဲဟုတ်ပါပြီအဲ့ဆိုရင်ဒီတစ်ခါဆိုရင်ပြောမယ့်အကြောင်းအရာကတော့ဘာလဲဆိုတော့ယောဂကျင့်တဲ့အမျိုးသမီးအကြောင်းပြောအောင်မယ်ဒါပေမဲ့ယောဂကျင့်တဲ့ဆိုတာများသောအဖြစ်ဒါစိတ်ကိုအေးချမ်းတည်ငြိမ်စေတဲ့အဲ့ဒီအပြင်ဘောနော်ဒါပြောမယ်ဆိုရင်ဟိုခန္ဓာကိုယ်မှာရှိတဲ့ဖိအားတွေရောဒါပေမဲ့ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေလုံးဝပျော့ပြောင်းသွားစေရဲ့နောက်တစ်ခုဘာလဲဆိုတော့ဟိုစိတ်အေးချမ်းတည်ငြိမ်ပြီးတော့ဟိုတတ်မှစေရဲ့ပေါ့နော်ကြွက်သားတွေကစားတတ်မှစေရဲ့ဒါယောဂကျင့်စဉ်ရဲ့ဒါထူးခြားချက်ပေါ့နော်ဒါအာတာချက်ဒါပေမဲ့ဒီတရုတ်နိုင်ငံအမျိုးသမီးတစုကကြတော့သူကအစွန်းရောက်ယောဂကျင့်တဲ့သူလို့ပြောလို့ရတယ်တဲ့ 但是我爸妈来说，说、嗯。 ဒီတရုတ်နိုင်ငံဟိနန်ပြည်နယ်လူယံမြို့ကအမျိုးသမီးရေသူဘယ်လိုယောဂကျင့်လဲဆိုတော့လုံးဝအမြင့်ပေဟိုးအမြင့်ကြီးပေါ့နော်6560ပေမှာရှိရတောင်းထိပ်မှာယောဂကျင့်တာတဲ့တောက်ဆရာကြီးနော်อืมကြောက်ဆရာကြီးနော်ဟိုးအမြင့်ကြီးမှာအဲ့လိုယောဂကျင့်တယ်ဆိုတော့သူဒီပေါ့နော်ဒီအမျိုးသမီးအဖွဲ့ကိုဒါသရေဒေသခံတွေကတော့ဒါလုံးဝအစွန်းရောက်တဲ့ယောဂကျင့်စဉ်ဆိုပြီးပြောနေကြတယ်ယောဂကျင့်တဲ့အဖွဲ့ပေါ့နော်သူတို့ရာဆိုလုံးဝအဲ့ဒီအမြင့်ပေဒီ6000ကျော်မှာဆိုရင်ပေါ့နော်သူတို့ဒီတောင်းထိပ်အစွန်းအဲ့ဒီတောင်းထိပ်ကဆိုရင် full new ဆိုတဲ့တောင်းထိပ်ပေါ့နော်အဲ့ဒီမှာဆိုရင်လ ုံးဝအိုက်တောင်းထိတ်မှာဆိုရင်မြူကိုတွေထူထပ်နေတာအဲ့ပုံမှာမှတက်ပြီးတော့ယောဂကျင့်ကြတာပေါ့နော်ဒီယောဂကျင့်စဉ်တွေပြုတ်လောက်ကြတာဒါပေမဲ့ဟိုပြောမှဆိုရင်ပေါ့နော်ဟိုပတ်ဝန်းကျင်ပိုင်းနဲ့ပတ်သက်ပြီးတော့ဒါဟိုပတ်ဝန်းကျင်မှာဆိုလဲဒါအဓိကလေကောင်းလေတန်လည်းရရဲယောဂကျင့်စဉ်နဲ့ဟိုပြောမှဆိုရင်စိတ်ကိုလည်းပို့ပြီးတော့တည်ငြိမ်စေရဆိုပေမဲ့အရင်အန်နေရများတယ်ပေါ့နော်အမြင့်ပေဒီလောက်အမြင့်ကြီးမှဆိုတော့ပေါ့နော်အဲ့အတွက်ကြောင့်နေဒီလောက်ရက်နဲ့ပတ်သက်ပြီးတော့ဒါအစိုးအကောင်ဝေဖန်မှုတွေပြောဆိုမှုတွေဒါရီကလုံးဝအလုံးမုံကုန်ရမှာဆိုရင်တော်တော်လေးကိုရေပန်းစားနေတယ်လို့ပြောထားတယ်။အင်း ကျောက်ဆရာကျောက်ဆရာမင်းလည်းလုံးလေယောဂကျင့်တာကျင့်တာထောင်ကျော်ထိတက်ပြီးတော့ယောဂကျင့်တယ်ဆိုတော့နော်မြင်ကွေးလေးကတော့လှရှာမှာနော်အေးမြင်ကွေးလေးကလှရှာမယ်စိတ်လည်းတော်တော်တည်ငြိမ်မဲ့ပုံမှာပဲဒီလားနော်တောတောင်ကြီးမြေတဘာဝနဲ့တေချာယောဂကျင့်တယ်ဆိုတော့ဒါမဲ့အနေများတော့ဟုတ်တယ် ကဲဒါဆိုရင်ဒီခါမှာကြတော့ဆိုမှထူးထူးခြားခြားစီးပွားရေးလုပ်ငန်းအရှင်ကြောင့်ပြောပြအောင်မယ်အဲ့တော့လူတွေကတော့เนาะကိုယ့်ရဲ့ဒါစောင့်ဝင်နေရေးအတွက်ငွေရှာတာနှီးမျိုးစုံတွေတော့ရှာနေကြတာပဲအဲ့တော့ဒီမှာဆိုရင်သူကအကြံပိုင်းနဲ့တက္ကသိုလ်ကျောင်းသားတွေပြောထားတယ်ဆိုမှသူတက်ဆွေဆုံးနဲ့မှဖတ်ထားတာပေါ့เนาะအဲ့တော့ဒီတက္ကသိုလ်ကျောင်းသားကဘာလဲဆိုတော့ဒီသူကပေါ့เนาะစောင့်ဝင်ရောင်းတာစောင့်ဝင်ရောင်းပြီးတော့ငွေရှာတာစောင့်နေပေါ့เนาะခြုံနဲ့စောင့်နေအဲ့တော့သူကတာမန်ထပ်ပို့ပြီးတော့လည်းဝင်ဝင်ရတယ်တဲ့ဒီစောင့်ဝင်ရောင်းတာဘောเนาะအဲ့တော့သူ့မှာစောင့်ရောင်းတဲ့နီးလန်းရှိတယ်အဲ့တော့ဒီနီး လကိုမပြောခင်မှာ तू ကဘယ်နိုင်ငံသားလဲဆိုအရင်ပြောပြမယ်။ तू ကတရုတ်နိုင်ငံကပါတဲ့။ဘယ်တက္ကသိုလ်ចောင်းကလဲဆိုတော့ချင်းဝါဆိုတဲ့တက္ကသိုလ်ចောင်းကចောင်းသားသူ့နာမည်ကလုံကြီးတဲ့အဲ့ဆိုလို့ရှိရင်ဒီလုံကြီးဆိုတဲ့ចောင်းသားကဘာလုပ်လဲဆိုတော့သူ့တို့ចောင်းမှာတက္ကသိုလ်ចောင်းသူတူဦးပေါ့နော်။ तू ကဆိုလို့ရှိရင်သူ့ရဲ့ခေါင်းဆောင်ကို internet online မှာတင်ပြီးတော့ရောင်းတယ်။ရောင်းတဲ့ခါမှာဆိုရင် तू ကဘာလဲဆိုတော့အဲ့ဒီဟာနေစပြီးတော့ तू အကြံပေါ်သွားတယ်တဲ့။အဲ့ဒါဘာလဲဆိုတော့ ရွှေငွေပေါ့နော်ဒါဆိုရင်ထောင်ချီပြီးတော့တန်တဲ့ဈေးခွက်ဖြစ်နိုင်တယ်ဆိုပြီးတော့သူကတွက်မိပါတယ်တဲ့အဲ့တော့သူကဘာလုပ်လဲဆိုတော့သူပတ်စံနေစုထားတဲ့ငွေလေးနည်းနည်းရှိရပေါ့နော်အဲ့ဒီငွေနဲ့ဘာလုပ်လဲဆိုတော့ဒီចောင်းထွက်တော့မဲ့တက္ကသူចောင်းသူတွေသူတို့ရဲ့ခွန်ဆောင်တွေကိုဝယ်ယူခဲ့တယ်တဲ့ အင်းဝယ်ယူခဲ့တယ်ဝယ်ယူစုဆောင်းတယ်ပြီးလို့ရှိရင်တော့ online ပေါ်မှာတင်ပြီးတော့ဘသူဘသူရဲ့ဆောင်းပေါ့နော်ခြုံခဲ့တဲ့ဆောင်းပေါ့အဲ့လိုမျိုးရောင်းတယ်အဲ့လိုရောင်းခဲ့တယ်တဖက်တော့ဘာလဲဆိုအဲ့လိုရောင်းတဲ့ခါမှာတနေ့ရဲမှာပဲတဲ့ American dollar 1600ဘူးရောင်းခဲ့ရတယ်တဲ့ဟုတ်လားဟုတ်တယ်အများကြီးမြတ်တာပေါ့တော့ဆောဘာလဲဆိုတော့အဓိကကဘာလဲဆိုတော့ဒီအကြောင်းသူလေးတွေကိုသဘောကျနေတဲ့ခေါင်းလေးတွေကဝယ်တာဩအင်းအဲ့လိုမျိုးဝယ်တာဆောင်းရေးပါလို့အဲ့တော့ဒါတက္ကသိုလ်အကြောင်းသူတွေကိုတဲ့ညှနှိုးခဲ့တဲ့အကြောင်းသားတွေကသူတို့ရဲ့ညှနှိုးရတဲ့သူရဲ့ခွန်းစာ ောင်ကိုခြုံငွေ့ရနိုင်မှုအတွက်ပေါ့နော်ဒီចောင်းသားစီကနေပြီးတော့ဝယ်ခဲ့တာပါတဲ့အဲ့တော့အခုဆိုရင်ဒီတက္ကသိုလ်ပရမွန်အတွင်းမှာရှိတဲ့ဒီလုံကြီးရဲ့ဆိုင်မှာဆိုရင်ねចောင်းသားတွေကជីជីတူဝယ်ယူနေကြရတယ်အဆောင်လေးကောင်မလေးတွေပြန်သေးဘယ်လိုနေမလဲဟုတ်တယ်တော့ဆောင်နေရောင်းနေအဲ့ဒါပြောရနော်သူကဒီအကွက်လည်းမြင်တော့မြင်တတ်တယ်ဒီစီးပွားရေးနဲ့ပတ်သက်ရောမြင်တတ်တာပဲ ့ကုန်းဆောင်ကြီးနဲ့နေဘယ်လိုလုပ်လဲဟုတ်တယ်ဘာသူအနက်တလေးဟောနော်အနက်တပါအငွေတလေးတို့သူအဲ့လိုနေပါတော့ကောင်မလေးရဲ့အငွေတလေးတို့သူရကြတယ်ဆောင်းလေးကိုဝယ်ကြတာဟုတ်တယ်နော်လူချိတ်များတဲ့ဒီကောင်မလေးရဲ့ခေါင်းဆောင်သူပို့ဝယ်မယ်ထင်တယ်ဟုတ်တယ်တိတ်မချောရမိကလေးဆိုသူပဲဝယ်ဝယ်ပါနော်ဟုတ်တယ်ဘာသူဈေးနေပြီးတော့လည်းဝယ်ဈေးနေပြီးတော့ကဲလားဆိုရင်ဆိုတော့ဒါအခုသတင်းထူးထူးခြားခြားကြီးလည်းပြောပြီးဆိုတော့ခဏနားကြမယ်နော်ခက်တဲ့ပြမင်းစီစီရနေပရိသတ်တွေအတွက်ပြောပြပေးမယ်အလှပရေးအကြောင်းအရာတွေနဲ့တူတူခဏနေပြန်လာရေးပါမယ်ရှင်